လူပုံနဲ့ပုံငရဲပုံကိုယုံကြည်ကြတဲ့ရှေးခေတ်လူဖွဲ့စည်းများရဲ့အပြိုင်လောကနေရာမှာများလူသက်တမ်းနှစ်တရာကနေပြီမှာတည်းရဲ့နတ်သက်တမ်းနှစ်တရာကငရဲပြည်ကတရက်နဲ့ညီမျှတဲ့ဆိုတဲ့ယုံကြည်မှုတွေရှိကြပါတယ်။နောက်ပြီးတော့စัจဂျဝလာတိုက်တောင်းဆိုတဲ့အယူဆတွေဗုဒ္ဓဝင်ပုံမြင်နေမှာပါတဲ့နတ်သားတွေလူပြည်ကိုဆင်းလာတယ်ဆိုတဲ့တာရကတွေကွယ်လွန်ပြီးရင်နတ်ပြည်ဒါမှမဟုတ်ငရဲပြည်ကိုတွားရတယ်ဆိုတာတွေကအပြိုင်လောကရှိနေတယ်ဆိုတော့တတ်သိထူထမ်းတဲ့ယုံကြည်ချက်ပါပဲ။ ီလိုယုံကြည်ချက်မျိုးလူဖွဲ့စည်းများစုမှာတွေ့ရတတ်ပါတယ်ဒါပေမဲ့ဖွဲ့စည်းပုံကတော့ယုံကြည်မှုလိုက်ပြောင်းလဲနေကြတာပါဒီနေ့ဗီဒီယိုလေးကတော့ရှေ့ခေတ်မှာခံထားခဲ့တဲ့လူဖွဲ့စည်းတွေရဲ့အပြိုင်လောကနေရာမှာယုံကြည်ချက်တွေကြောင်းဝေမျှပေးသွားမှာပါဒီနေရာမှာတော့ကြားဖြတ်ရှင်းပြပေးကြပါရင်ကိုယ့်ရဲ့ကိုယ်ပွားကတေးကြာရှင်တန်နေတယ်ဆိုတဲ့အပြိုင်ကပောင်းအပြိုင်ဆက်ကြဝလာကြောင်းမဟုတ်ဘူးဆိုတာပါပဲပြောရရင်တော့လူအများစုလက်ခံထားကြတဲ့လူပုံနှစ်ပုံငရဲပုံတွေရဲ့အကြောင်းပါပဲဘယ်လိုမျိုးနဲ့စမ်းသပ်ထားတွေပါဝင်နေမလဲဗီဒီယိုကိုလိုက်ပါကြည့်ရှုပြီးဆုံးဖြတ်ပေးနေပါတယ် ဇမရီယာလူမျိုးတွေရဲ့ယုံကြည်မှုမှာတော့ကောင်းကင်ဘုံမြေကြီးဘုံနဲ့အောက်ဘုံဆိုပြီးနေပေတုံးကိုတည်ကြရှိပါတယ်။ဒီနေပေတွေကတခါတလေကြာရင်ထက်တူကြနိုင်ပြီးနေဖျားငရဲသားနဲ့လူသားတွေကတွေ့ဆုံနိုင်တယ်လို့လည်းယုံကြည်ကြတာပါ။ဒါပေမဲ့နေပေတခုစီမှာတည်ကြစီမင်းစည်းကမ်းတွေရှိကြသလိုတတ်တန်းကလည်းမတူကြပါဘူး။ဒါအပြင်နေပေတခုတဲမှာပဲကြားပေါက်ဘုံလေးတွေထက်ရှိနေကြတာပါ။ကောင်းကင်ဘုံမှာပဲအစ်စ်နေအမျိုးမျိုးကွဲလေလေတတ်တန်းနဲ့စီမင်းစည်းကမ်းတွေမတူတာလိုမျိုးပါပဲ။ အထူးသဖြင့်တော့ရှေးခေတ်အကြီးလူမျိုးတွေရဲ့နောက်ဘဝယုံကြည်ချက်ကပိုပြီးတော့စိတ်ဝင်စားစရာကောင်းလာပါတယ်။တက်ရှိတိုင်းကစက်ကြဝဠာလေးနဲ့ဆက်နေနေတယ်လို့သူတို့ကယုံကြည်ထားတာပါ။နောက်ပြီးတော့ဘဝကူးတဲ့အခါဝိညာဉ်တိုင်းက do app လို့ခေါ်တဲ့အောက်ပုံကိုရောက်သွားရတယ်လို့လည်းဆိုပါတယ်။အဲ့ဒီနေ့ကမှကောင်းငင်ပုံကိုတက်တဲ့သူမြေကြီးပုံကိုသွားမယ်သူအောက်ပုံမှာနေကြံခဲ့ရမယ်သူစသဖြင့်နဲ့ခွဲခြားကြတာပါ။အဲဒါကြောင့်အောက်ပုံမှာဆိုရင်နတ်ဘုရားတွေ၊ဘလူတွေ၊လူသားတွေ၊ငရဲသားတွေပြင်တကားပေါက်များစွာနဲ့ပြည့်နေတယ်လို့လည်းဆိုပါတယ်။ လူသားတွေအနေနဲ့လည်းအကြောင်းရှိမှသာဒီနေရာကိုခေါ်ဆောင်ခံရမှာဖြစ်ပေမယ့်နေပြားတွေကတော့အချိန်မီးဝင်ရောက်သွားနိုင်တယ်လို့လည်းဖော်ညွှန်းထားတာပါဆူမာရီယန်တွေရဲ့ယုံကြည်မှုကအခြေတိုင်းနေလေစင်တူနေပါတယ်ဒါပေမဲ့နေပြားတွေကတော့ကွဲပြားနေကြတာပါတကယ်တော့ဆူမာရီယန်တွေကစာရေးသားပြီးမှတ်တမ်းတင်ခဲ့ကြတဲ့ပထမမျိုးဆက်လူဖွဲ့စည်းထဲမှာပါကြပါတယ်သူတို့ရဲ့အန်နနာနေပြားမရဲ့အောက်ပုံတို့စင်းတက်ခြင်း The Descent of Annana ဇလန်းကလည်းထင်ရှားခဲ့တာပါအိန္ဒိယကျမ်းစာတွေအထူးသဖြင့်တော့ ိန္ဒူရိုးရာယုံကြည်မှုမှာလည်းစကြဝဠာကြောင့်အသေးစိတ်ခွဲခြားစိတ်ဖြာမှုကိုတွေးကြရပါတယ်။အကြမ်းမြင့်ကတော့ရှေးကပြောထားတဲ့လူပုံနဲ့ပုံငရဲပုံပါပဲ။ဇာရာကိုကောင်းကင်ပေါ်လို့ယဉ်ညွန်းချသလိုဘလိုကာကတော့ကပပုံပါကြလိုကတော့အောက်ပုံလို့ယဉ်ညွန်းခဲ့တာပါ။ဒါပေမဲ့ကျန်းစာအလိုက်ဝီဝါဒကွဲပြားနေတာလည်းရှိပါသေးတယ်။ကျန်းစာတချို့မှာအထက်ပုံ9ခုအောက်ပုံ9ခု စုစုပေါင်း14ပုံရှိတယ်လို့လည်းဖော်ပြခဲ့ပါတယ်။ထူးခြားချက်အနေနဲ့စကြဝဠာလေးမှာမြင်းမိုးတောင်ကြီးရှိသေးတယ်လို့လည်းဆိုပါတယ်။ ဗုဒ္ဓဘာသာယုံကြည်ချက်နဲ့စင်တူတယ်ဆိုပေမဲ့အသေးစိတ်တွေကတော့နည်းနည်းလေးကွဲပြားနေခဲ့ပါတယ်။ကျန်တဲ့ယုံကြည်မှုတွေကတိတ်ပြောစရာမရှိပါဘူး။ဘုံသေးသေးမှာကိုပိုင်တက်တန်းနဲ့ကိုပိုင်အစွမ်းရှိကြပါတယ်။နောက်ပြီးတော့အကျိုးကြောင့်တိုက်ဆိုင်တဲ့အခါမှာဘုံချင်းချင်းကုလူဆက်သွယ်ခဲ့ကြတဲ့ပေါ်ပြချက်တွေလည်းရှိနေခဲ့တာပါ။ရှေးခေတ်မှာရလူမျိုးတွေလည်းလားတူပါပဲ။သူတို့ဟာရုပ်ဝိတုလောကရဲ့အထက်နဲ့အောက်မှာအလွာပေါင်းများစွာထက်စစ်တရှိတယ်လို့လည်းယုံကြည်ခဲ့ပါတယ်။ ကောင်းကင်ဘုံ73လနဲ့အောက်ဘုံ9လဟာကဘာတစ်ပင်လို့ခေါ်တဲ့အရာတစ်ခုနဲ့ချိတ်ဆက်ထားတယ်လို့ဆိုပါတယ်။လူသားကပါဒီလွာရဲ့အလင်းမှာတရှိပြီးတော့အရာအလုံးဟာချိတ်ဆက်နေတယ်လို့သူတို့ကယုံကြည်ခဲ့ကြတာပါ။ကောင်းကင်ဘုံကတင်းတွေရဲ့အထက်မှာနေမဟုတ်တလို့အောက်ဘုံကနေမြေအောက်မှာနေမဟုတ်ပါဘူး။ဒါရီယာတိကျနေပေတွေဖြစ်ပြီးတော့တခုစီမှာမတူညီတဲ့နေဖရားတွေအုပ်ဆိုးကဝိညာဉ်တွေပြည့်နှက်နေတယ်လို့လည်းဆိုပါတယ်။မာယာလူမျိုးတွေရဲ့ထူးခြားကြတာကတော့သူတို့နေ့စဉ်ဘဝနဲ့ဒီယုံကြည်မှုတွေကိုဘလို့ချိတ်ဆက်ထားတာလဲဆိုတော့ပါ။ သူတို့ရဲ့ဖျားเจ้าနေနဲ့ပရမစ်တွေကိုစကြဝဠာရဲ့တိဆောက်ပုံကိုထင်ဟပ်စေဖို့တည်းတိဆောက်ထားတာပါချီချန်နီတာမှာရှိတဲ့လေကတဲ့ပရမစ်လိုအဆောင်ဝါကောင်းကင်ပုံမြေကြီးပုံနဲ့အောက်ပုံတွေထက်ဆင့်တည်ရှိနေပုံကိုပြသထားတဲ့စကြဝဠာရဲ့မြေပုံတစ်ခုလိုပါပဲသူတို့ကစားတဲ့ဘောလုံးကစားနည်းကလေဒီယုံကြည်မှုနဲ့ဆက်ဆက်နေတာပါဇလန်းချိုမှာဒီကစားနည်းအောင်ဘဝနဲ့သေးချင်းကြဒါမှမဟုတ်ဒီကဘာနဲ့နောက်ကဘာကြာကယုံကံမှုကိုကိုစားပြုတယ်လို့ဆိုပါတယ်ရိုးရတဲ့လေးတွေပူဇော်မှုတွေနဲ့ခန်းနာတွေအောင်ဒီပုံတွေကိုဟန်ချက်ညီအောင်ထိန်းသိမ်းဖို့အတွက်ရည်ရွယ်တာဖြစ်ပါတယ် နောက်တစ်ခုအနေနဲ့ရှေးခေတ်ဂရိတန်တားရဲ့အကြောင်းပြောချင်ပါတယ်။ကျွန်တော်များစုဟာနဗျားတွေသူရဲကောင်းနေနဲ့မတူညီတဲ့ဘုံနေချားမှာတွာလာနေတဲ့တတဝါတွေကြောင်းဇက်လန်းတွေကိုဖတ်ဖူးကြားဖူးကြပါတယ်။ဒေလုံသူတွေတွာရတဲ့ Hades အုပ်စိုးတဲ့အောက်ပေါ်မှာဒီကြားနယ်ပယ်တစ်ခုဖြစ်ပြီးတခါတလေမှာအသက်ရှင်နေသူတွေလည်းဝင်ရောက်နိုင်တယ်လို့ယူဆခဲ့ပါတယ်။တာဒါကနေနဲ့ဟာကျူလီလိုသူရဲကောင်းတွေဟာအောက်ပုံကိုတွာရောက်ပြီးတော့ပြန်လာခဲ့ကြဖို့ပါတယ်။နောက်ပြီးတော့နဗျားတွေဇက်မြန်းနဲ့အိုလံပတ်တောင်မှတည်ရှိတဲ့အိုလံပီယံဘုံဟာလည်းရှိပါတယ်။ ဒါပြင်အိမ်မက်ကဘာဆိုတာလည်းရှိတယ်လို့တေးပြီးနောက်ဖြောက်မှတ်တဲ့ဝင်ရှင်တွေတွားရောက်တဲ့အလက်ဆီယန်လွင်ပြင်လိုနေရာတွေလည်းယုံကြည်ခဲ့ပါတယ်။ဒါတွေအားလုံးအောင်ပုံဆောင်အတိတ်ပဲတသက်မဟုတ်ပဲအမှန်တကယ်တရှိတဲ့နေရာတွေလို့ဂရိလူမျိုးတွေကယူဆခဲ့ပါတယ်။ North Standard မှာတော့စัจ java လာကိုဘုံကိုကိုဖြစ်နေခွဲခြားထားပါတယ်။ဒီဘုံတွေကို Atraxy လို့ခေါ်တဲ့ကမ္ဘာသစ်ပင်ကြီးကချိတ်ဆက်ထားပြီးဘုံတစ်ခုစီမှာကိုပိုင်ထူးခြားတဲ့လက္ခဏာတွေတတ္တဝါတွေနဲ့နတ်ဘုရားတွေရှိပါတယ်။နတ်ဘုရားတွေရဲ့ဘုံဖြစ်တဲ့ Asgard လူသားကမ္ဘာဖြစ်တဲ့ Midgard တဘာဝမျိုးပွားခြင်းနဲ့ဒါယာဝါပြောခြင်းနဲ့ဗျားရီဖြစ်တဲ့ဖန်နီယာပြင်နဗျားရီရဲ့ကဘာဖြစ်တဲ့ဖန်ဟင်းဆိုပြီးရှိပါတယ်ပြီးတော့အေးဆက်တဲ့အောက်ဘုံဖြစ်တဲ့နီဖယ်ဟင်းဆိုတာလည်းရှိနေတာပါဘာကြောင့်လဲဆိုတော့ယဉ်ကျေးမှုတိုင်းမှာသူတို့ရဲ့ကိုပိုင်ဆိုးရွားတဲ့အောက်ဘုံတစ်ခုတော့လိုအပ်တာကိုအိုဒီနဲ့တခြားနဲ့ဗျားရီဟာအကြောင်းမျိုးမကြောင့်မတူညီတဲ့ပုံတွေကိုဖျက်တမ်းသွားလာတဲ့ဇလန်းတွေလည်းအများကြီးရှိပါတယ်ပုံများပြတီရှိတယ်ဆိုတဲ့ယူဆဟာ North လူမျိုးတွေရဲ့အခြေခံယုံကြည်မှုတစ်ခုဆိုရင်မမလာပါဘူး ဒီပုံနေရာမှန်တကယ်တည်ရှိပြီးအထူးသဖြင့်တော့နယ်ပယားတွေနဲ့သူရဲကောင်းတွေမှသာဒီပုံနေကြားမှာဖျက်တမ်းသွားလာနိုင်တယ်လို့လည်းယုံကြည်ခဲ့ပါတယ်။နောက်ပြီးတော့ North လူမျိုးတွေမှာကဘာပြည့်မဲ့အကြောင်းအရာဖြစ်တဲ့ Ragnarok ရှေ့ပြည်ဟောနမိတ်ကြီးလည်းရှိနေခဲ့ပါတယ်။အဲဒါကတော့တစ်ချိန်ကျရင်ဘုံအားလုံးပြည့်စည်ပြီးတော့ပြန်လည်မွေးဖွားလာမယ်တဲ့ယုံကြည်ချက်ပါ။ရှိခဲ့တဲ့ရုပ်တွေးခေါ်ရအောင်အလွာပေါင်းများစွာနဲ့တရှိမှုအဆင့်ဆင့်ဆိုတဲ့အယူဆပုံမှာတည်ဆောက်ထားပါတယ်။ဥပမာအားဖြင့်တော့တာဝါဒါမှာရုပ်ဝိတ္ထုလောကဝိညာဉ်လောကနဲ့ တခြားပုံတွေကြောင့်ပါဟန်ချက်ညီများမှုရှိတယ်လို့ယုံကြည်ခဲ့ပါတယ်။ဒါရီယာနဲ့ဖျားတွေမသိနိုင်သူတွေနဲ့ဝိညာဉ်တွေနေထိုင်ပြီးလူသားတွေနဲ့အပြန်အလှန်ဆက်ဆံတဲ့နေရာတွေလည်းဖြစ်ပါတယ်။အဓိကယူဆတစ်ခုကတော့ဘုံအားလုံးကြားမှာစီစေနေတဲ့ခြိတက်ဒဏ္ဍာရဖြစ်တော့အသက်ဆွမ်းရည်ဖြစ်ပါတယ်။တရုတ်ပြည်ဘာသာရေးယုံကြည်မှုမှလည်းမတူညီတဲ့ဒီရှိမှုအစဉ်စင်နဲ့အပြိုင်လောကဆိုတဲ့ယူဆရှိနေတာပါ။ကွဲပြားတဲ့ပုံတွေဟာအလွန်လိုက်ထက်ဆင့်တည်ရှိနေပြီးဘလို့ဆက်သွယ်ရမလဲ။တိတယ်ဆိုရင်တော့အသက်ရှင်နေသူတွေကိုလွှမ်းမိုးနိုင်တယ်လို့ယုံကြည်ခဲ့ကြပြီး အခုလဲယုံကြည်နေကြဆဲပါပဲဓာမျိုးယူဆကိုတရုတ်ကားတွေမှာလဲတွေ့ရတယ်လို့အစိမ့်တက်တက်ဖြစ်မယ်လို့မထင်ပါဘူးကဘာပေါ်မှာတက်တန်းရင်ဆောင်သောယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ Australia Aborigine လူမျိုးတွေအတွက်တော့အိမ်မက်ချိန်ဟာကဘာပေါ်မှာဘလို့ဖြစ်ပေါ်လာလဲနဲ့ဘလို့လဲပတ်နေလဲဆိုတဲ့အခြေခံအုတ်မြစ်ပါအဲ့ဒါကမြေယာတလိမ့်ဆန်တွေနဲ့လူမှုတလိမ့်ဆန်တွေနဲ့လူမျိုးကြီးစီးမြစ်နေဘလို့ဖြစ်ပေါ်လာလဲဆိုတော့ရှင်းပြတဲ့ပေါင်းတစ်ခုပါသူတို့ရဲ့ယုံကြည်မှုမှာတော့အရာအလုံးကိုဖန်တီးခဲ့တဲ့ဘိုးဘပြည်ပြည်နေအောင်တာမန်လူသားတွေမဟုတ်ပါဘူးသူတို့ကမြေပြေပေါ်မှာ လှည့်လေသွားလာပြီးတော့ပုံဖော်ခဲ့တဲ့အင်အားကြီးမားတဲ့တပ်တော်တွေဖြစ်ပါလေ။သူတို့ရဲ့ခီးသွွားလမ်းကြောင်းတွေကိုတချင်းလမ်းကြောင်းများလို့ခေါ်ပြီးဒီနေ့ဒီဇက်လမ်းတွေရစ်ဆုံမှုတွေနဲ့အခမ်းအနားတွေကနေတစ်စင်လိုက်နာနေကြဆဲပါပဲ။ဒီတချင်းလမ်းကြောင်းတွေဟာခီးစဉ်တစ်ခုကိုဖော်ပြရုံနဲ့မဟုတ်ပါဘူး။အဲ့ဒီခီးစဉ်ကိုတည်ဆောင်ထားရလို့ယုံကြည်ပါရယ်။ဇက်လမ်းတွေကိုတင့်တော်ရနေရာနဲ့တင့်တော်ရတဲ့အချိန်မှာပြုတ်လုချင်းအဖြစ်လူရီယာအတိတ်နဲ့ပြစ်ဆုပ်ပံမှာထက်တူကြနေတယ်လို့မျိုးအဲ့ဒီမူလဆွမ်းအားနဲ့ပြန်လည်ချိတ်ဆွတ်နိုင်တယ်လို့လည်းဆိုထားတာပါ။အင်္ဂါလူမျိုးတွေကတော့အမှန်တရားကိုအဓိကအလွှာသုံးခုဖြစ်နေခွဲခြားမြင်ခဲ့ကြပါရယ်။ အထက်ကဘာဖြစ်တဲ့ဟန်နန်ဘတ်ချာလူသားကဘာဖြစ်တဲ့ကေဘတ်ချာနဲ့အတွင်းကဘာဒိုမဟောအောက်ကဘာဖြစ်တဲ့ဥကူပတ်ချာတို့ပဲဖြစ်ပါလေသူတို့ကြတော့လိုင်ကူတွေစမ်းရည်တွေနေနဲ့တောင်ထိပ်တွေကိုအပြိုင်လောကရဲ့ဝင်ပေါက်တွေဖြစ်နေယုံကြည်ခဲ့ပါလေဥပမာအားဖြင့်တော့လိုင်ကူတခုဟာဥကူပတ်ချာစီးသွားတဲ့တကားတစ်ခုဖြစ်နေတယ်လို့တောင်ထိပ်တခုလည်းဟန်နန်ဘတ်ချာနဲ့ဆက်သွယ်နိုင်တယ်လို့ဆိုပါတယ်သူတို့ကဒီကဘာမှာဘလို့ဆက်ဆက်နေတယ်လဲကိုစားပြုဖို့အတွက်ချက်ကနာဒိုမဟောအန်ဒီယလဝါကတိုင်ကိုအသုံးပြုခဲ့ကြပြီးဒီနေ့အားဖြင့်တော့မြေပုံတစ်ခုလိုပါ သူ့ရဲ့ပုံသဏ္ဍာန်ဟာပြီးသူကလက်ရာတွေအထယ်လေးတွေနဲ့မြို့အပြည့်စင်ဒီမှာပေါ်လင်းနေပါတယ်။နောက်ပြီးတော့ဒီပစ္စည်းကဘုရားကျောင်းတွေကိုဘယ်လိုတိဆောက်ရမလဲ။နေဝင်ခြင်းနဲ့လားထွက်ခြင်းတွေကိုဘယ်လိုမှတ်သားရမလဲ။အရေးကြီးတဲ့ရိုးရာဓာတ်လေးတွေကိုဘယ်မှာလက်ဆောင်ရမလဲ။လက်ညွန်ပေးပါတယ်။ဒီပုံနေကြောင်းမှာယူလီယာသွားလာနိုင်တယ်လို့ယုံကြည်ရတဲ့အသက်ရှင်နေသူတို့အုပ်လေးရှိပါတယ်။အဲ့ဒါကတော့အင်ကာဘေးရေမှာ။နောက်ပြီးတော့လေယာစိုက်ပျိုးရေးဆိုင်ရာရိုးရာဓာတ်လေးတွေတောင်ဒီယုံကြည်မှုနဲ့ဆက်ဆက်နေပါတယ်။မြေကြီးထဲမှာမြုပ်နေထားတဲ့အစိတ်ဆန်တွေဟာပြန်လည်ထွက်ပေါ်လာတဲ့အချိန်မှာတော့ဥက္ကုပယ်ချာကိုဖျက်ဆီးသွားတယ်လို့ယူဆခဲ့ပါတယ် ဒါကြောင့်ဒီယုံကြည်မှုတွေကအင်မတန်နဲ့ဆိုင်စွာနဲ့ဆွဲမြဲနေတယ်လို့ပြောနိုင်ပါတယ်။ကဲလူမျိုးတွေတွေ့ကြတော့တခြားလောကဟာနဗျားတွေဝိညာဉ်တွေနဲ့တေလွန်သူတွေတည်ရှိတဲ့ဘုံတစ်ခုပါ။နောက်ပြီးတော့အဲ့ဒီဘုံကကျွန်တော်တို့ရဲ့ကမ္ဘာနဲ့တူတဲ့တည်ရှိနေတဲ့နေရာတစ်ခုလို့လည်းမြင်ခဲ့ပါတယ်။ကဲလူမျိုးတွေကတခြားလောကမှာသူ့ရဲ့ကိုယ်ပိုင်စိတ်မြင့်တွေ၊ရှုခင်းတွေနဲ့တတဝါတွေရှိတယ်လို့ယုံကြည်ခဲ့ပါတယ်။ကမ္ဘာမှာရှိတဲ့လိုင်ကူတွေ၊ရေကန်တွေနဲ့တင်းကျိုင်းပုံတွေလို့တချို့နေရာတွေကိုအသက်ရှင်နေသူတွေဒီဘုံထဲကိုဝင်ရောက်နိုင်တဲ့ဒကားပေါက်တွေဖြစ်နေယုံကြည်ခဲ့ပါတယ်။ ဟောလိုဝင်းစောပိုင်းရည်ကြီးမှုဖြစ်တဲ့ဆန်ဟေးလိုအထူးချိန်ဒီမှာဆိုတော့ကမ္ဘာနှုတ်ကြားကနေနေမိဟာအပါဆုံးဖြစ်ပြီးဝိညာဉ်လေးအဝင်ထွက်ပုံမလွယ်ကူတဲ့အခိုက်အတန့်တွေဖြစ်နေမြင်ခဲ့ပါတယ်။ဝိညာဉ်ကောင်းဆောင်နေဖြစ်တဲ့ဒရိုဝစ်တရားရိုးရတလိတွေနဲ့တတိလိမေမျောတဲ့အခြေအနေတွေကနေတစိတခြားလောကကိုခီးသွားလာနိုင်တယ်လို့လည်းယူဆခဲ့ပါတယ်။ဇလန်းချုံမှာဆိုရင်စိတ်တည်တည်ပေါ့ပင်လူတရားတခြားလောကတွေကိုဝင်ရောက်ပြီးသူရဲ့ဘဝတစ်ခုလုံးကိုအဲ့ဒီမှာဖျက်တမ်းကအချိန်မကုန်ဆုံးခဲ့တယ်လို့မျိုးပြလာနိုင်တယ်လို့လည်းဖြစ်ပျက်တွေကရှိခဲ့ပါတယ် ဒါဒီဝေမျှလာရင်ဗီဒီယိုလေးကိုနှီးကုန်းချုပ်ပါရင်အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်